ြင်းလင်းမြို့ရဲ့ frame အမြင့်ဆုံးမြို့ရဲ့ downtown area မှာဈေးတန်တယ်လို့ပြောလို့ရတဲ့အိမ်အစ်စ်လေးတစ်လုံးကိုကျွန်တော်အခုအရောက်မိတ်ဆက်ပေးပါမယ်။ဟုတ်ကဲ့ကျွန်တော်ကတော့ suite home ပြင်းလင်းအိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်။နေရာကလည်းပြင်းလင်းမြို့ရဲ့ရက်ွက်ကြီး၅ဆန္ဒလမ်းကနေ guide တရာလောက်ပဲဝင်ရတယ်။ အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်အကွက်ကလည်းတောက်အကွက်ဖြစ်တယ်ခြံရဲ့အကြေကဒါမျက်နှာစာက48ပေရှိတယ်အနောက်ကိုဘေးနှစ်ဘက်အရှိကပေ60ဆိုတဲ့အတိုင်းတာမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်အဲ့တော့အုတ်တိုင်းမှာလည်းဒါရွှေလာငွေလာရောမေပယ်ပန်းပုံလေးတွေနဲ့အတံပန်းတကားလေးတွေအလားဆင်ထားပြီးတယ် ိမ်ရဲ့အဝင်တကားပေါက်ကလည်းကျဲတယ်ခြံဝင်းထဲမှာလည်းဒါကားကို၄စီးလောက်ထားလို့ရမယ် landscaping area လည်းပါရှိတယ်မီနီဂါနန်အနေနဲ့လည်းထည့်သွင်းထားပြီးတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်ဝင်ဝင်ချင်း area မှာရှိတဲ့ brander ကလည်းတော်တော်လေးကိုကျဲတယ်မျက်နှာကျက် ceiling height ကလည်းတော်တော်လေးကိုမြင့်တဲ့ထဲမှာပါတယ်အဲ့တော့အပေါ်မှာလည်းမီဆိုင်လည်းထည့်ထားပေးတယ်ဒီမှာတကား lock ဆိုလည်းဒါ smart door auto system ကိုထည့်ထားပေးတာဖြစ်ပါတယ်ကတ်နဲ့ဒါအိမ်ထဲကိုဝင်လို့ရမယ့်ပုံစံလေးကိုအိမ်ရှင်ကဖန်တီးထားပေးတယ်လေကားရဲ့အောက်မှာလည်း space lab မရှိအောင်လို့ဒါ ကက်ဘိနက်ပုံစံမျိုးလေးတွေနဲ့ဒီဇိုင်းစဉ်ပုံဖော်ထားပေးတယ်။အောက်ထပ်မှာအခန်းဖွဲအနေနဲ့ကတော့ဧကန်ရဲ့တစ်ခုပါမယ် Master တခန်းရဲ့ Command Toilet ရဲ့ Dining Kitchen ရဲ့ပါရှိတဲ့အတိုင်းအတာဖြစ်ပါတယ်။ Master Gang ကလည်းလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတဲ့တအိမ်လုံးမှာလည်းဒါလုံခြုံရေးအတွက်တံပန်းလေးတွေလည်းတက်ဆင်ထားပေးတာဖြစ်ပါတယ်။ ဒိုင်းကြီးကချမ်းကလည်းကျဲတယ်ကက်ဘိနက်တွေလည်းအကုန်ပါတယ်ဒီဘက်မှာတော့ဒါဘုံသုံးလို့ရမယ်ရေချိုးကန်းကျဲတစ်ခုပါရှိတယ်ဒီဘက်မှာကွန်မန်းတိုင်းလည်းပါမယ်ဒီဘက်ဒေါ်ကနေထွက်မယ်ဆိုရင်တော့အပြင်အောက်တော်အေရီယာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့အိမ်တလုံးမှာအရေးကြီးတာဒါလီကားခွင်လီကားခွင်ကလည်းကျဲတယ်လန်နင်းအေရီယာကလည်းတော်တော်လေးကိုကျဲတယ်လေးပြည့်အတိုင်းတာလေးတွေးရှိရတာဖြစ်ပါတယ် မျက်နှာချက်စီလင်ဟိုက်ဆိုရင်လည်းဒါမြင့်တယ်တရင်လုံးမှလည်းဒါမီးဆိုင်တွေကိုတော်တော်လေးတုံးထားပြီးတဲ့အတိုင်းတာမျိုးလေးလည်းဖြစ်ပါတယ်အဲ့တော့အပေါ်ဘက်မှာလည်းဧကန်းကြံတစ်ခုပါရှိတယ်ဖျားကန်းအနေနဲ့လည်းထားမယ်ဆိုတော်တော်လေးကျယ်ဝန်းတဲ့အတိုင်းတာဖြစ်ပါတယ် runner အနေနဲ့လည်းဒါတောင်ပေါ်မြို့ရဲ့ vibe ကိုလည်းခံစားလို့ရမယ် view အနေနဲ့လည်းပါရှိတာဖြစ်ပါတယ်အပေါ်ဘက်မှာအခန်းဖွဲအနေနဲ့ကတော့ဒါဧကန်းကြံတစ်ခုပါမယ် master နှက်ခန်းနဲ့ ကျင်ဝန်းတဲ့အခန်းဖွဲ့စည်းပုံအတိုင်းအတာမျိုးလေးတွေဖြစ်ပါတယ်။တော့ဒီအိမ်မှာကျွန်တော်သဘောကျလာတဲ့တစ်ချက်ကဗရေမောက်မှန်ကိုအနောက်လေးတွေထားထားပေးတာဆိုတော့ကို့အခန်းထဲကိုမြင်ပါဦးစိတ်ပူစရာမလိုတဲ့ဒီဇိုင်းပုံစံမျိုးလေးလည်းဖြစ်ပါတယ်။ရေယူကန်ပူတိုင်းဆိုလဲဒါလင်းလင်းရှင်းရှင်းလေးနဲ့ကျင်ဝန်းတဲ့ ီဘက်အခန်းလည်းဒါနောက်ထပ် master တခန်းဖြစ်ပြီးတော့အခန်းအနေနဲ့ကျယ်ဝန်းပြီးလင်းလင်းရှင်းရှင်းရှိတဲ့အခန်းဖွဲ့စည်းပုံဒီဇိုင်းမျိုးလေးလည်းဖြစ်တယ်။သူ့ထဲမှာပါတဲ့ဒါရေချိုးကမ်းမှာဒီ shower stand လေးဆိုလည်းတော်တော်လေးကိုလှတဲ့ဒီဇိုင်းပုံစံမျိုးလေးကိုပုံဖော်ထားပြီးတာတွေ့ရှိရတာဖြစ်ပါတယ်။အဲ့တော့ဒီအိမ်လေးကချန်ကျယ်ဝန်းအနေနဲ့က48ပြီ60ဖြစ်တယ်။အိမ်ကျယ်ကတော့30 35ဖြစ်ပြီးတော့ဒီအိမ်လေးကိုစိတ်ဝင်စားရဆိုရင်ခေါ်ဆိုရတဲ့ဈေးနှုန်းက3300နဲ့500ခေါ်ဆိုရတာဖြစ်ပါတယ်။ကရန်တက်တန်းအနေနဲ့လည်းကြံပဲလက်ရှိပိုင်ရှင် င်ရဲ့အမိပေါက်လည်းဖြစ်ပါတယ်